ဟိုက60နဲ့တခုနော်တက်တော့လေဝင်နေဝင်ပြီးတော့ပထမမိခင်တန်ရင်ကအမှတ်3ဗမာတနခိုင်တန်ရင်အမှတ်3ဗမာတနခိုင်တန်ရင်ကနေတခါအဘလူတန်ရင်ကြီးကိုပြန်ဖြက်ပြီးတော့တက်မတော်ကြီးဘူသင်္นานကျောင်းဆိုပြီးတော့1960နဲ့သုံးခုနှစ်မှာမှော်ပြီးမှဖွင့်တယ်အပစင်20နဲ့60နဲ့20နဲ့3အဲ့တော့ဖွင့်တဲ့အခါကျတော့အဘအဲ့ဒီမှာနေပြီးတော့65ခုနှစ်မှာ အဘခမတရားကိုခြေမြတိုင်းတရားကိုအဘပြောင်းသွားတယ်။အဘတော့အဲ့လိုပြောင်းပြီးတော့အဘစစ်သက်ဘလောက်လောက်ကြာလဲပါ။အဲစစ်သက်ထဲမှာအဘ14နှစ်14နှစ်ဟုတ်တယ်။အဘကိုပိုင်နံပါတ်အဘမှတ်မိသေးလားမသိဘူး။ကိုပိုင်နံပါတ်မှတ်မိပါ239 3961တိ။ဟုတ်ကဲ့။အဘတော့အဲ့တက်သေးဝင်တဲ့အချိန်တော့ကဒီပြည်တွင်းစစ်တွေဖြစ်တဲ့အချိန်မှာအဘဘယ်နေရာတွေမှာသွားရလဲမသိဘူး။အဲ့တော့ပြည်တွင်းစစ်တွေဖြစ်တဲ့အချိန်မှာမဲကောင်းစစ်စင်ရင် တခါနောက်တခါပြင်ပြင်းနေတော့ပြင်ပြင်းနေအဲ့ဒီပဲအပါတို့ဒီလင်းကေတို့ဝင်းတပတို့ဒါကတော့ချင်းမြတိုင်းတရားကိုကြမှာပါအဲ့တော့ချင်းမြတိုင်းတရားကိုမှာတော့အပါမပြောင်းနေဘူးလေအပါဘုံသင်တန်းကျောင်းမှာအဲတဏ္ဍကတုံးမှာနေတဲ့အချိန်တဏ္ဍကတုံးမှာနေတဲ့အချိန်ကျတော့အပါတို့အဲ့ဒီမိုင်းပွန်တို့တောင်ပိုင်းရှမ်းပြည်ပေါ့ဟုတ်ကဲ့တောင်ပိုင်းရှမ်းပြည်ဘက်မှာအပါတို့အဲ့ဒီမှာတတ်ဆွဲပြီးနေအဲ့တော့အပါရဲပေါ့ရဲပေါ့ကနေနေတယ်အဲ့ဒီကနေတခါအပါတို့ကအပါပြောသလို အဲ1963ခုနှစ်63ခုနှစ်မှာတမတော်ကြည်ဘုဒ္ဓနာကျောင်းဆိုပြီးဖွင့်လိုက်တယ်ဖွင့်ပြီးတော့အဘတို့တဏ္ဍကသုံးကိုအဲ့ဒီမှာဘုဒ္ဓနာကျောင်းမှာထက်ဝက်ပေါ်တိုင်ရင်ရရှိတဲ့လူရင်အားနဲ့အဲလူထက်ဝက်ကိုအဲ့ဒီဘုဒ္ဓနာကျောင်းမှာအင်အားဖြည့်လိုက်တယ်ကျန်တဲ့တိုင်ရင်သုံးကိုဘိုလ်ရှုကမှာတစ်ခါပြန်ပြီးတော့တိုင်ရင်သုံးပြန်ဖွင့်တယ်အဲ့တော့တိုင်ရင်သုံးတိုင်ရင်သုံးတိုင်ရင်မှုအဲ့တော့ဘုံမှုလှထုံးပေါ့ဘုံမှုလှထုံးဆိုတာဆောက်လို့ဝင်ကြီးဥလှထုံး ဲ့တော့ तू ကတော့အခုတော့ဝင်ကြီးပေါ့အခုတော့အခုတော့ तू ဘာဖြစ်သွားလဲမသိဘူးပြောရတယ်အဲ့ဝင်ကြီးဦးလာတော်ဆိုတော့ तू ကဒုမူကြီးလာတော်ဆိုတော့ तू ကဘုဒ္ဓနာကျောင်းအောင်ကြီးဟုတ်ကဲ့အဲကျောင်းအောင်ကြီးပေါ့လေနေတယ်အဲ့တော့ဘုလုံးအပတ်စဉ်အဲ93ပေါ့93ကနေနေတဲ့ခါကျတော့အပါ65ခုနှစ်မှာအပါတမတော်ကြီးအဲတမတော်ချင်းမြအမှတ်109ချင်းမြတိုင်းအပါကြောင်းသွားတယ်ဟုတ်ကဲ့အပါအပါတို့တိုက်ပွဲတွေလည်းအများကြီးကြုံတာပေါ့နော်ဟုတ်ကဲ့ကြုံတော့အပါအခုတမတော်သားတွေက ိုပြည်သူလူထုကိုပေါ့နှိပ်ဆက်တယ်တို့ဟုတ်တယ်အမျိုးသမီးတွေကိုအာဓမ္မကျင့်တယ်တို့ပေါ်တာဆွဲတယ်တို့အဲ့ဒီတော့အဘတို့ခင်မှာရောအဲ့ဒါမျိုးတွေရှိလားဗျအဘတို့ခင်မှာတော့အဲ့လိုလိုအဘတော့အဘတိုက်ရင်မှာတော့မတွေ့ဘူးပေါ့လေအဲ့ဒီအာဓမ္မပြုကျင့်တာတော့အာဓမ္မပြုကျင့်တာလို့မရင်းကျင့်တာလို့ပေါ့လေအဲ့လိုမတွေ့ခဲ့ဘူးသို့တော်လည်းပဲအဲ့ဒီအမှတ်တရကိုချင်းမြတ်တိုင်းမှာအဘရောက်လာတဲ့ခါကျတော့အဲတက်မှတ်89ခွန်ခွန်ဖွင့်တဲ့အချိန်ပေါ့6ရက်6လ66 တမခွန်ဆက်ကိုဖွင့်တယ်အဘလို့ချင်းမြန်တိုင်းရင်တရားတိတ်ကနေစပြီးတော့တရားကိုအထိတိုင်းရင်အဲ့ဒီတိုင်းရင်နေရာနေဖွဲ့စည်းပြီးတော့မှချင်းမြန်တိုင်းရင်တမတွေပေါ့အဲ့တော့တိုင်းရင်ဆက်နေရင်ဆက်လေးရင်ပေါ့ခလာတခလာနှစ်ခလာသုံးခလာလေးပေါ့အဲ့ဒါကိရင်ဒီနေကိုစစ်စင်ထွက်တယ်ထွက်တဲ့ချိန်ကျတော့အဲ့ဒီမှာတခါအဘအမြင်ပေါ့မျက်မြင်ပေါ့တွေ့တာတွေပြောပြတာပါအဲ့တော့ကိရင်ဒီနေမှာတက်တူကုန်းရွာရေးအေးရွာမှာအဘလို့စစ်စင်ထွက်တဲ့ခါကျရေးရွာမှာပွဲအငိမ့်သူပြတယ် ပြရတဲ့ခါကျတော့အဲ့တော့ဘိုးကြီးစိုးရံနေတက်စုတက်စုပေါ့တက်စုတက်စုဆိုတာဆက်လက်တက်စိတ်တက်စုပေါ့အဲ့တက်စုနဲ့သူကအဲ့ပွဲလင်းကိုတွားပြီးတော့ဝိုင်းညဝိုင်းတဲ့ခါကျတော့အဲ့မှာတခါလေဘိုးကြီးစိုးရံနဲ့အဲတက်ထောက်အုံးတော့ဆရာအုံးတော့ဟုတ်ကဲ့သူကပွဲကင်းနဲ့ဝင်သွားတယ်ဝင်သွားပြီးတော့ဘယ်လိုဖြစ်လဲဆိုတော့ငါတို့အထဲကိုဝင်သွားမယ်တနတ်ပန်ကြားရင်တော့တို့ရန်သူပြစ်ပြီးတော့အဲ့လိုပြောတယ်ပြောတဲ့ခါကျတော့ဆက်လက်တက်စုကိုကင်တာကတက်ချက်ကြီးသိမ့်အောင် ပက်ကြက်ကြီးသိအောင်သူကကင်နေအခုတော့သူတို့ရှီကျင်မှလည်းရှီတော့မှာပေါ့ဟုတ်ကဲ့အဲပက်ကြက်ကြီးသိအောင်ကင်နေကင်နေခါကျတော့ဆက်လက်တက်စုကနေအဲ့ပွဲကင်းနေကနေတနတ်တန်နဲ့ကြာရောအဲ tribe book သုံးလဲနေ tribe book သုံးလဲနေ၃ယောက်တော့သုံးသုံးလဲနေပေါ့ဆက်လက်သုံးလဲနေပွဲကင်းကိုပြစ်တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားကြည့်ပေါ့အဘဒါအဲ့မှာပွဲကင်းမှာဆိုတာတပုံလဲရှိချင်းရှိမယ်ဒါပေမဲ့အရသားတွေကတော့များတာပေါ့အရသားတွေပွဲထိုင်ကြီးနေကြတယ်အဲ့တော့တပုံမရှိပါဘူးတပုံမရှိပါဘူးဆိုတော့အဘကတော့မပါဘူးသူတော်လဲအဘအဘတက်စုတက် တဆူနေပေါ်ဆက်လက်တဆူဆိုတာသူတို့တဆူကြီးသွားပြီးအဲ့လိုကြည့်တဲ့ခါကျတော့အရသားကြီးကောမှန်ကုန်မှန်ကုန်တော့ရေးရွာမှာပါဖုန်းကြောင်းလည်းရှိတယ်အဲ့တော့မှန်ကုန်တော့ဘလို့ဖြစ်သွားလဲဆိုတော့အဲ့ဒီအရသားမသိမရှင်းလို့ဂုံဝင်ကြောက်နေနဲ့ထုထုတက်တက်ပြီးတော့မှရဲဘော်တွေယူနီဖောင်းတွေချုပ်ပြီးတော့မှဘန်လူကတစိတ်ကြီးခွာပြီးအဲ့ဒီကောင်ကြီးရဲဘော်တွေအရသားကြီးပြေးဖို့တက်ပြေးဖို့ပြီးတော့ဖုန်းကြောင်းနေဆရာတော်ကဆင်းလာတဲ့ခါကျတော့အဲ့ဒီဆရာတော်ကဘလို့ဖြစ်လဲဆိုတော့ဒီမှာပြတယ်ဒီမှာတပုံနေရှိတယ်တပုံနေကျွန်တော်တို့ပြစ်တာအဲပြစ်တယ်ဆိုပြီးတော့ လက်ညှိုးထိုးပြတယ်ကာဗင်သနတီကိုတက်မလို့ကသနတီပဲကာဗင်သနတီဘေးမှာချထားတယ်ချထားပြီးတော့သူတို့ကပြတယ်ပေါ့ဗျာပြတဲ့အခါကျတော့အဲ့ဘုံကြီးကလည်းဘာမှမပြောသေးဘူးဆိုအဖြစ်ကဒီလိုအဲ့လိုဖြစ်တဲ့အချိန်မှာတခါနောက်တစ်ခါကျတော့ဘိုးချုပ်တင့်ရွှေဘိုးလုံးကတော့ဘိုးချုပ်မဟုတ်ဘူးတမမှုဘုံမူကြီးတင့်ရွှေပေါ့သူကနေလိုက်ပြီးတော့နိုင်ငံတော်ခုံရုံးဖွဲ့နိုင်ငံတော်အလံကြီးတွေထောင်ပါကြီးတွေထောင်ကိုကိုကောင်နဲ့ဆက်ဆက်ပြီးတော့ပြီးပါဟုတ်ဒါဆိုတမတော်ကတပုံမရှိလဲ တိုက်ပွဲဖော်ဖို့အတွက်ဆိုပြည်သူတွေကိုသတ်တာပေါ့ဟုတ်ခဲ့ဟုတ်အခါတည်းရပါဘာဟုတ်တယ်ဟောဒါနဲ့အဖလည်းစိတ်တော့မပါဘူးဒါမဲ့ရဲဘော်ဖြစ်နေတော့အမိန်အရာတော့ကြားလဲကြားရမယ်ကိုကိုတိုင်းလဲပါရင်ပါမှာပေါ့အဖမပါဘူးမပါဘူးဆိုတော့အဖတို့တဆူကအဲ့ဒီမှာအဲတက်တူဘုံရောမနေခဲ့ရတယ်အဲ့တော့တဆူတဆူနဲ့သူတို့သွားပြီးတော့မှာကွဲကင်းကိုဝဝိုင်းတယ်ဝိုင်းဒါအဘကြားတဲ့ဟာပေါ့ကြားတဲ့ဟာကြားတဲ့ဟာဆိုတကယ်အဖြစ်ပဲအဲ့တော့ဘလို့ဖြစ်လဲဆိုတော့မင်းသမီးက စည်းစက်ကိုမှန်သွားတယ်မင်းသမီးကနေတဲ့မင်းသမီးစည်းစက်ကိုမှန်သွားတယ်နောက်တကအရသားတွေကြတော့မသိမရှင်းနေနောက်မင်းကလေးတွေလည်းမသိမရှင်းနေပေါင်နေခြေောက်တွေမှန်လို့ရှိရင်အကုန်လုံးလန့်ကန်ထမင်းတွေလန့်ပါးတွေလန့်အဲ့တော့ရဲဘော်တွေကဘယ်လိုကောင်ဆိုဝါးတွေကိုညှက်တွေစီပါးတွေစီမင်းကလေးတွေကိုစီးပေးရတယ်အဲ့လိုဖြစ်တယ်ဖြစ်တယ်ဒါတမတော်ထဲမှာလည်းကောင်းတဲ့လူလည်းရှိတာပေါ့ဗျာဆိုးတဲ့လူလည်းရှိတာပေါ့ဒါပေမဲ့အထက်အမိန့်ကြတဲ့အခါကြလို့ရှိရင်တိုက်ပွဲဖို့ဆိုလို့ရှိရင်ကိုကလူသက်ပြရမယ်ပုံစံဖြစ်ကုန်တာဒါပေါ့အဲ့လိုဖြစ်နေတာဩဟုတ်ပြီဒါအဘ တက်ထဲမှာ16နှစ်ကြာတယ်ဆိုတော့အဘအဲ့16နှစ်အတော်တွေမှာအဘမကောင်းတာတွေမကောင်းတာနဲ့ကောင်းတာဆိုဘယ်ဟာပိုးမြင်ရလဲပါအဲ့တော့မူရပြောရမဆိုရင်တော့စစ်တပ်ဆိုတာကဘယ်လိုခေါ်လဲဟိုရဲဘော်တယောက်ပြောသလိုပေါ့တပ်ဖို့ပဲသူတင်တာဟုတ်ကဲ့မလားလူတပ်ဖို့တင်တယ်အဲ့တော့ဘယ်လိုပြရမလဲဘယ်လိုသတ်မလဲဒါပဲတင်တယ်ရဲဘော်တွေကိုတခါတည်းနားရဲဆွဲအောင်တခါတည်းပြောထားတာလူတပ်ဖို့ဆိုတော့ ရဲဘော်တွေစိတ်တက်ကအဲ့ဒါပဲရှိတယ်အဲ့တော့ငကူကတမတ်ခုနှစ်ဆက်ခုဖွင့်လိုက်တဲ့ခါကျတော့မောင်းမြန်တနတ်တနတ်ဒီပေးထားတဲ့ခါကျတော့ရဲဘော်တွေလက်တွေကရာနေတယ်မောင်းမြန်တနတ်အဲ့တော့မောင်းမြန်တနတ်ဆိုတာပြစ်လိုက်အတွဲလိုက်ဆိုတာကြီးစံမနေဘူးလေထွက်တယ်အဲ့တော့ဆက်လက်ဆိုတော့ရာရွယ်ကြီးအဲ့လိုထွက်တယ်အဲ့တော့အဲ့လိုတနက်နေ့ပြီးထတော့ရဲဘော်တွေအဲ့တော့ကရင်ရွာထဲဝင်ရင်မင်းတို့သိရမှာဒါတက်ခွဲမှုကြီးပြောတက်ခွဲမှုဆိုတာဘူးလေဘိုးကြီးစိန်တွင ဲ့တော့အဘလို့တက်ခွဲမှုဘိုးကြီးစိန်တွင်အတမရဖြစ်တဲ့ဥစိန်တွင်တော့မဟုတ်ဘူးနော်ဟုတ်ကဲ့ဟုတ်ကဲ့အဲတက်မတော်သူကနောက်ဘယ်ရောက်ပါဆိုတက်မတော်မှတ်တမ်းရုံးသူပြောင်းသွားတယ်မှတ်တမ်းရုံးမှသူအဲကကကြီးမှာပေါ့ကကကြီးမှာတင်တယ်သူသွားပြီးတော့တောင်ထမ်းဆောင်တယ်အဲ့တော့ဘိုးစိန်တွင်ကနေအဲ့ဒီမှာတက်ခွဲမှုပေါ့အဲ့တော့သူတို့ကဘယ်လိုပြောဆိုတော့မင်းတို့ဒီမောင်မြတ်သားလေးကိုင်းတယ်ကရင်ရွာထဲဝင်ရင်ရွာသားတွေတွေ့လို့ရှိရင်အဲ့ဒီရွာသားတွေကယောက်ျားမှန်ရန်သူပဲပြက်တာအကုန်လုံးဆိုအဲ့လို ပြောထားတယ်အဲ့တော့ဆိုလိုတဲ့သဘောကတော့အဘဒီအဘတို့ကြတော့နားလေတယ်နားလေတယ်ဆိုတာရွာထဲဝင်သွားရဲဘော်ထိကောင်နေမင်းတို့စောက်ရမတင်နေမင်းတို့အဲ့တော့လူတွေကအစားစားရှိတယ်ရန်သူဆိုလည်းမင်းတို့ခွဲကြပြီးပြင်အောင်လုပ်ငါမင်းမရဘူးမင်းတို့မပြင်ဘူးဆိုတချို့တက်စိတ်တွေကတချို့တက်စုတွေကရဲဘော်တွေကတော့အရန်ပြစ်ချင်တယ်အဲ့တော့ရွာထဲရောက်သွားတဲ့အခါကျတော့ဘလူခေါင်းလဲဆိုလို့ရှိရင်မိမာရီကခလီနိုးတိုက်နေတယ်နှုတ်တိုက်ရင်တန်းလာနဲ့သေးလို့သေး အဲ့တော့တနက်ကနေဝိုင်းပြစ်တာပေါ့နော်အဲ့လိုကြီးအများကြီးအဘတွေ့ရတယ်အဘပြောရင်ဒါတက်မတော်အကြောင်းပြောမယ်ဆိုလို့ရှိရင်တက်မတော်ထဲမှာတက်စိတ်မူကောင်းမယ်တက်ခွဲမူကောင်းမယ်ဆိုရင်ရွာသားတက်တာမှာပေါ့တကယ်လို့တက်စိတ်မူလည်းမကောင်းဘူးဟိုရဲဘော်လည်းမကောင်းဘူးတက်ခွဲမူလည်းမကောင်းဘူးဆိုရွာသားတော့သေဖို့သာပြင်ပြီးတော့ပေါ့ဒါခေအဆက်ဆက်ပေါ့ဗျဟုတ်တယ်ရန်သူဆိုလည်းထုံကြီးလည်းကောင်းမယ်အဲ့တော့လူတယောက်ကိုမိမယ်မိမယ်ဆိုလို့ရှိရင်အဲ့တော့ဒီကောင်တခါလဲတောက်တိုင်တို့ တဘောကတဘုံနဲ့စီအောင်နဲ့ကောင်တဘုံနဲ့အစည်းအဝေးထဲမှာပါတဲ့ကောင်တဘုံတဘုံနဲ့ကောင်ဆိုပြီးတတ်မှတ်ပြီးတော့နောက်ဆုံးအဲ့ဒီအီဟက်ဖုန်းကြောင်းမှာတတ်ပြတာကြီးဥအောင်တင်ဆိုတာတယောက်ရှိတယ်နောက်တော့ကျန်တဲ့ခလေးလေးကောင်လေးတယောက်နောက်အဘနောက်ပြောအဘမမှတ်မိဘူးအဲ့တော့ဒိုင်းနဲ့ခုတ်တတ်တာခုတ်တတ်ပြီးကျွင်းနေမှာဖြစ်အခုဆိုအဘနိုင်ငံခြားလည်းရောက်ပြီပေါ့အဘဟုတ်တယ်ဟုတ်တယ်ဟောပြောရဲကို ပေစေဘွားဗမာပြည်မှာနေခြင်းပေမဲ့ဒီမနေရဘူးပေါ့သူများနိုင်ငံမှာအဖလာနေရတယ်ကောင်းတာလည်းရှိမယ်ဆိုးတာလည်းရှိမှာပေါ့ဗါရဲ့ဒါမဲ့အခုလူအခွင့်ရေးတို့ဘာလို့ပြောတဲ့အချိန်မှာဗမာစစ်တပ်ကသုံးမှန် policy ဆိုတာရှိတယ်အဖရဲ့ဒီရန်သူကိုအရှင်မိတယ်ဆိုလို့ရှိရင်ပြန်လွတ်တာတို့ဖမ်းထားတာတို့ဘာလို့အစ်မမရှိဘူးအဲ့ဒါမျိုးဗမာစစ်တပ်မှာပေါ့အဲ့သုံးမှန် policy ကိုကျင့်သုံးတယ်ဆိုတာအဖကြားဘူးလားမြင်ဘူးလားပေါ့ဥပမာအဖတို့တိုက်ပွဲဖြစ်လို့ရန်သူတွေဘာတွေမိခဲ့တယ်ပြုခဲ့တယ်အဖတို့ဒီမှာ အဘာလို့ဒီချင်းမြန်တိုင်းနေဆိုရင်ရန်ကုန်မြင်းတပ်ပြစ်တာဘလို့ဝဲမိမိတပ်ပြစ်တယ်ဆိုတော့ပြန်လွတ်တာမရှိဘူးအဘာလည်းမတွေ့ဘူးတပ်ပြစ်เนาะအဲ့ဒါရန်ကုန်မိတယ်ဆိုရင်အဲဘလို့ခေါ်မယ်ညတကောင်လောက်မှာခေါ်ပြီးထုတ်သွားတယ်ထုတ်ပြီးတော့မှပြစ်တာပဲအဲ့တော့ပြစ်တာလဲဆိုတော့တနက်နဲ့ပြစ်တာမဟုတ်ဘူးဒါနဲ့ခုတ်တာ ရက်ဆက်တာတော့ရက်ဆက်တာပေါ့အဘအဘဆိုဗမာပြည်မှာရှမ်းပြည်ဘက်လေအဘဟုတ်တယ်တာဝန်ကြဘူးတယ်ပြောတယ်ရှမ်းပြည်တောင်ပိုင်းမဲ့တာဝန်ကြဘူးတယ်မြောက်ပိုင်းမဲ့တာဝန်ကြဘူးတယ်နော်ကရင်ပြည်နယ်ကရင်ပြည်နယ်ပေါ့ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့စစ်တပ်ကအမြဲတမ်းပဲဒီလိုမျိုးပဲကျင့်သုံးတာလားဒါမှမဟုတ်လို့ရှိရင်အပြောင်းလဲတွေရှိတာဒီလိုပဲအမြဲတမ်းပဲကျင့်သုံးတာစစ်တပ်ဆိုတမိတ်ထဲပဲမင်းတို့ရွာထဲဝင်ဒါ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 ဆိုဒါလို့ဆိုဒါပဲအဲ့ဒါမျိုးပေါ့ပြောလို့ရှိရင်စစ်တပ်ကဟုတ်စစ်ဝတ်စဝတ်မထားတဲ့လူမှန်သမျှတပုံလို့ပဲသူတို့မြင်တာပေါ့ဒါ အသက်အန္တရာယ်လေးလဲလူနေကြရတာပေါ့ဗျာတိုက်ပွဲတွေဖြစ်နေရှေ့တန်းမျက်နှာပြင်ပေါ့ဒါပေမဲ့အပြစ်မဲ့တဲ့ရွာသားကတော့အများဆုံးပိုးသေးတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အပတ်စုလူတိုင်းကတော့တမတော်ကတမတော်ဆိုပြီးတော့ဆောင်းဖို့ကတော့အမှန်တကောင်းပါလေသူရဲ့အမိနာမကြီးရအဲ့ဒီထဲမှာရှိနေတဲ့အရာရှိအချို့ချို့တော့အရာရှိအချို့ချို့တော့ရဲပေါ့အဲ့ဒါကြီးကမကောင်းဘူးပေါ့ဗျမကောင်းဘူးဆိုတာအမှန်တော့ဟိုရှေ့ကဦးစီးဦးဆောင် ခေါင်းမကောင်းလို့ဖြစ်တာပဲဆိုတော့ခေါင်းကောင်းမယ်ဆိုလို့ရှိရင်ဘာမှဖြစ်เสียအကြောင်းမရှိဘူးဟုတ်တယ်မလားအဲ့တော့သူတို့အထက်ကနေဘယ်လိုပဲဖြစ်အထက်အရာရှိကတတ်မှတ်ထားတဲ့ဒီပုံတိုင်းဆိုဒီပုံတိုင်းမဖြစ်သွားကြတာပဲအဘတော့ခြေမြန်တက်ရင်းနေမှာပေါ့တက်အချင်းချင်းမှာမေးတာပါပါအဲ့ဒီခေအဲ့ခါတော့ကလည်းစစ်ထောက်လမ်းရေးဆိုတာရှိတယ်ရှိတယ်ရှိတယ်အဲ့စစ်ထောက်လမ်းရေးကအဘတော့နဲ့တွဲပြီးအလုပ်လုပ်တာရှိလားအဘတော့တစ်ချိန်လုံးပဲသူတို့ကထောက်လမ်းနေတာလားမရှိမရှိအဘတော့တက်ရင်မှာပြီးတဲ့ တိုင်ရင်တစ်ခုမှာဖွဲ့စည်းထားတာရှိတယ် MI ဆိုတာထောင်လိုင်းရင်အဖွဲ့အဲ့ဒါပဲရှိတယ်အဲ့ဒီတိုင်ရင်အဖွဲ့မှာတိုင်ရင်မှာထောင်လိုင်းရင်အဖွဲ့ရှိတယ်ဒါတိုင်ရင်မှုနဲ့အများနဲ့တွန်တွဲပြီးနေတယ်အဲ့ထောင်လိုင်းရင်အဖွဲ့ခေါ်တယ်ဒီထောင်လိုင်းရင်အဖွဲ့ကရောရိုးရိုးအရာရှိအရာခံတွေကိုအနိုင်ကျင့်တာတို့အကြက်ကင်တာတို့အဲ့ဒါမျိုးတွေပါလေရှိအဲ့ဒါမျိုးမရှိပါဘူးမရှိဘူးမရှိဘူးသူတို့စစ်သားချင်းညကြတော့အကုန်လုံးကြည်လေတယ်လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမရှိဘူးအဲ့တော့တာမတော်သားချင်းညကြတော့သူတို့ အမျိုးမျိုးပဲလေပြောရမယ်ဆိုရင်တော့စစ်တပ်ထဲမှာလည်းအဘအတွေ့အကြုံကပြောရမယ်ဆိုရင်တမတော်ကတော့အဘဟုတ်ဘူးခုနအဘပြောလို့တမတော်ကတော့ကောင်းတယ်ခုနလူတွေမကောင်းလူတွေပေါ့အုတ်ချုပ်တဲ့လူတွေအဲ့ဒါမျိုးတွေပေါ့ဒါဆိုအဘပြောချင်တာတကယ်လို့တမတော်ကိုဗမာတမတော်ဆိုပြီးဂုံတိတ်ခါရှိရှိဖြစ်စေခြင်းလူတွေတော်တော်များများကိုအကုန်ပြောင်းပြစ်ရမလို့ဖြစ်တာပေါ့ဟာဒါတိတ်မှန်တော့ဗျာကျွန်တော်အနေနဲ့ကျွန်တော်ကျွန်တော်တွေ့တာတော့အဲ ဆိုလိုတဲ့ဘောကဟိုတော့မဆလာခေမဆလာခေမှာရှိနေတဲ့ policy ဒီရဲ့ဟိုလူတွေရဲ့အဆင့်တန်းနေထိုင်စနစ်ကအစားအကုန်လုံးအဲ့တော့ဗိုက်ကြီးတွေတွေကအစားဒီကိုဝင်ဆောင်အမျိုးသမီးတွေကအစားရှိတဲ့ကလေးတွေတော့အကုန်ဖတ်ပြန်လို့ဖြစ်တယ်အဲ့တော့လူအဲ့ဒီလူတွေမရှိမှဒီတိုင်းပြည်ကကောင်းစားဆိုတော့ဆိုလိုတဲ့ဘောပြပြပါနော်ပြောလို့ရှိရင်သူတို့တော့ အခုစစ်တပ်အစင်ဆက်ကခေါင်းဆောင်တွေပေါ့ပါတယ်သူတို့သားသမီးတွေတော်တော်များများတော့ပညာပေးဖို့လိုတယ်ပေါ့အဖာပြောချင်တာဟုတ်ကဲ့အဲ့တော့ DSA ဆိုတာလည်းသူတို့သားသမီးတွေပဲဟုတ်တယ်မလားအဲ့တော့တာဘလော်ထဲမှာသူတို့သားသမီးတွေပဲအခုနသူတို့အဲဟိုတော်တော်ကရုပ်ရှင်လေးတော့လာပါသေးတယ်ဟုတ်တယ်သူတို့ဗာလဲအဲသူတို့တိုက်ကြည့်ကိုကဘူးတခါသားစဉ်မြေစက်ကတခါပြန်တောင်းထမ်းဆောင်ဆိုလူတွေကိုပြောင်းပြင်မှလူတွေကိုအကုန်လုံးလဲပလိုက်မှာ ီတတ်မတော်ကြီးတာတန့်သွားမယ်။ဩဘုရားဆန်းလိုချင်တဲ့တတ်မတော်မျိုးဖြစ်စေခြင်းဒါဥနေဝင်လက်ထက်ကစပြီးရှိခဲ့တဲ့ခေါင်းဆောင်ဟောင်းနေတဲ့သူတို့ပြောရင်တစ်ဆွေလုံးတစ်မျိုးလုံးပြောင်းပြရမှာပေါ့မပြောင်းဘူးဆိုရင်လည်းပညာပေးပြရမှာပေါ့ဟုတ်တယ်မှန်တယ်အဲ့လိုမှမဟုတ်ဘူးဆိုတတ်မတော်ကကောင်းဖို့ရှိနိုင်ပါဦးမလားဗာအနေနဲ့တတ်မတော်ကအခုနောက်လို့ပေါ့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အကျင့်စာလိုက်တာအစအပမကြိုက်ဘူး policy သူတို့ရဲ့ policy ကအမျိုးမျိုးပဲလေအဲ့တော့ ဥပမာလေးပါဆိုလို့ခြင်းကစစ်တပ်ဆိုတော့ဥပမာတပ်မတော်ဆိုတော့မရှိမဖြစ်ရှိ ਉਹ ရှိရမယ်သို့တော်လည်းအဲ့ဒီတဲမှာရှိနေတဲ့လူရန်သားအဲ့ဒီတဲမှာရှိနေတဲ့တပ်မတော်သားတွေကမပေါင်းတထောင်သားတွေပဲဟုတ်တယ်မလားအဲ့တော့ဒီကလေးလေးတွေကတချို့လဲ9တန်းလောက်ရှိတယ်တချို့လဲ6တန်းလောက်ရှိတယ်တချို့လဲ3တန်းလောက်ရှိတယ်တချို့လဲစာလုံးဝမတက်ဘူးဆိုတော့အဲ့ဒါမျိုးတွေကိုအရာရှိတွေကအမျိုးမျိုးလက်ချာရိုက်ပြီးတော့သူတို့လက်ချာရိုက်ကြတယ်ဆိုတော့အမျိုးမျိုးစီယုံပြီးတော့အဲ့တော့သူတို့ တခါတည်းဟိုပုံစံသွင်းထားတာပုံစံသွင်းထားတော့ဒီကောင်လေးကလည်းဒီရဲဘော်လေးတွေကလည်းပဲအရာရှိတွေပြောတယ်လို့ပဲနားထောင်ပြီးလုပ်နေရတယ်အရာရှိတွေပြောတယ်လို့ပဲလုပ်နေရတယ်အဲ့တော့ရဲဘော်ဆိုတာလည်းအဲ့တော့အမျိုးမျိုးပေါ့ဟိုရွာတဲ့ရောက်သွားရင်ကို့ကဖြစ်တာလို့မဟုတ်တာတွေလောက်တာလို့ဖြစ်ဖြစ်ကုန်ကြတာပေါ့ဗျာအဲ့လိုသဘောအဘကိုအခုထပ်မေးအခုခေစားဟိုလူတွေပြောနေကြတာပေါ့အဘရဲ့အဲ့ဒီဟာအခုခလေးစစ်သားခလေးစစ်သားခလေးစစ်သားပေါ့ အသက်18နှစ်အောက်ကလေးတွေတက်မတော်တဲ့မှာပေါ့အဘတို့ခေလွန်ခဲ့တဲ့အနှစ်20 30 40ပေါ့အဲ့ခေတုန်းကကလေးစစ်သားဆိုတော့အဘတို့တက်မတော်တဲ့မှာရှိလာပါအာအဲ့ဒီကတော့မရှိပါဘူးအဘတို့ခေတုန်းကဆိုလို့ရှိရင်အသက်18နှစ်ပြည့်ရမယ်ဆိုတော့အရမောင်းဆိုဘယ်လောက်ရှိရမလဲကိုအလေးချိန်ဆိုဘယ်လောက်ရှိရမလဲတော့ပညာရေးရှင်ဘယ်လောက်ရှိရမလဲသူကတော့အဲ့လိုတတ်မှတ်ထားတော့ဗျာအဲ့တော့လေ့ကျင့်ရင်မစစ်သားစုပေါင်းရင်မှသွားပြီးတော့အဲ့တော့ပုံစံလေးယူပါလိမ့်ယူအဲ့လိုဖြေရတယ်ဗျာအခု စစ်ဗမာစစ်တပ်ရဲ့တိုက်ရိုက်ခိုက်ရီကိုအဖာသုံးသပ်ရမယ်ဆိုရင်ပေါ့နော်ထိုင်းစစ်သားတွေနဲ့ထိုင်းစစ်သားတစ်ယောက်နဲ့ဗမာစစ်သားတစ်ယောက်ကိုအဖာနှိုင်းရှင်မယ်ဆိုလို့ရှိရင်ဗမာစစ်သားထိုင်းစစ်သားကိုတိုက်ရိုက်ခိုက်ရီမှာဒါမှမဟုတ်ခန္ဓာကိုယ်ကြံ့ခိုင်ရီမှာမှီပါမလားပါဒါပေမဲ့အဖာတခုတော့ပြောခြင်းနဲ့ကိုယ်လက်ဒီတမ်းတော်မှာကြီးလာတယ်လို့ပဲအမှန်ကိုပြောတာပါအဲ့တော့တမ်းတော်ကအစ်မြင့်မြင့်ထားမယ်ဆိုရင် အများကြီးဗမာလူမျိုးများအဲ့တော့တိုင်းရင်းသားပေါင်းစုံရှိတယ်လေအဲ့တော့ရဲဘော်တွေအစစ်တပ်လက်ခိုက်ပါတယ်ကြံ့ခိုင်မှုရှိပါတယ်ဒေချာကအဘပြောလို့ဒီအရာရှိတွေကလည်းပဲလမ်းပြလမ်းကျွန်းကောင်းကောင်းမွန်မွန်ရှိမှဆိုလို့ရှိရင်ဒီရဲဘော်တွေကိုတိုးတက်စရာဘာမှအကြောင်းမရှိဘူးမရှင်းနိုင်စရာအကြောင်းလည်းမရှိပါဘူးဟုတ်တယ်မလားဘာပြောလဲအဲ့တော့ဗမာတက်တီကတော့အမှန်တကောက်ပါတယ်အဘကိုကျွန်တော်ဆိုလိုတာအဘနားလည်မှုမလွဲစေချင်ဘူးအခုလောလောဆယ်ပေါ့ ဗမာစစ်တပ်က9သိန်းကျော်ရှိတယ်။ထိုင်းစစ်တပ်က9သိန်းမပြေဘူး။ဟုတ်တယ်။ဒါပေမဲ့တယောက်ချင်းစွမ်းရည်ပေါ့လောလောဆယ်ပေါ့ဗမာတပ်မတော်ကစွမ်းစွမ်းရည်ကြလာလားထိုင်းတပ်မတော်ကစွမ်းရည်မြင့်သွားလားအဲ့ဒါမျိုးကိုပြောတာပေါ့အပါရဲ့အတွေ့အကြုံအရကိုကျွန်တော်ပြောတာပါ။ဟုတ်ထိုင်းတပ်မတော်နဲ့ဗမာတပ်မတော်နဲ့ရှင်းလိုက်မယ်ဆိုရင်တော့အဲ့တော့ထိုင်းကတော့အဘထင်တော့အဘတို့တက်ခဲ့မှနေတဲ့အတိုင်းပေါ့ထိုင်းအတွေ့အကြုံကတော့အဘတို့တက်မတော်တော့အတွေ့အကြုံမရှိဘူး။ဟုတ်ဆိုတော့အဘတို့တက်မတော်မှာပြည်ရင်းစစ်ကအများကြီး ဟုတ်တယ်မလားအချင်းရှိတယ်မုံရှိတယ်ရှမ်းရှိတယ်ပိုအိုရှိတယ်ပလောင်ရှိတယ်ဟုတ်တယ်မလားပြည်တွင်းစစ်ကအမျိုးမျိုးပဲထိုင်းမှာဘာတိတ်ဘာမှမတွေ့ရဘူးလေဘာလဲနေခဲ့တာလဲအဲ့တော့အစင်တန်းလိုတိုက်ခိုက်မှာဆိုဗမာကတော့မြင်တယ်လေပေါ့ဆိုတော့အပါတို့ဟိုရှမ်းပြည်မြောက်ပိုင်းမှာအဲ့တော့မုံဘုတ်တိုက်ပွဲလို့ဆိုတော့ဟိုမှာကျူကုတ်ပန်ဆိုင်လို့ပါဆိုတော့အပါတို့တိုက်ပွဲမှာဝင်ခဲ့တာပဲဆိုတော့အဲ့တော့အတွေ့အကြုံကစကားပြောရမယ်ဆိုတော့တမ်းမလို့အများကြီးရှိပါတယ် ဒါပေမဲ့အဖလက်နက်အင်အားလူဝင်လက်နက်အင်အားချင်းရှင်မယ်ဆိုရင်ဗမာတပ်မတော်ကအခုဗမာပြည်ရဲ့ရသမြဝင်ငွေအကုန်လုံးလို့လို့အဖရဲ့90ရာခိုင်နှုန်းလောက်ကဗမာစစ်တပ်ကတုံးထားတယ်။ထိုင်းတပ်မတော်ကအဲ့လောက်မတုံးဘူး။ဒါပေမဲ့လက်နက်စွမ်းအင်ချင်းကြရင်ဗမာတပ်မတော်ကထိုင်းတပ်မတော်ကိုနှိပမလား။ခုနကခဏပြောသလိုပေါ့။အဲ့တော့ထိုင်းမှာကသူတို့ရဲဘော်တွေအဝစားဆင်မြန်းတာအစအမှန်တအဆင်မြင်ပါလား။ အဲအဲ့လိုပုံစံဆိုရင်တော့မှန်တယ်လေအဲ့တော့ဗမာတပ်မတော်ကရဲဘော်တယောက်နဲ့ထိုင်းကတပ်မတော်ကရဲဘော်တယောက်နဲ့ရှင်လိုက်မှဆိုရင်တော့ဗမာတပ်မတော်ကရဲဘော်တပ်ကိုအိုစားဆင်ထားတာကတောက်ကလာမှာထွက်နေတယ်သူတို့ OG လို့ခေါ်တယ်အဲ့ဒီ uniform နဲ့ပြုတ်တယ်အောက်ထုတ်ဆိုလဲဘုံမလားပန်းမလားပေါ့အဲ့တော့ထိုင်းမှာအစင်တမ်းမြေအမေရိကန်စစ်သားတွေလိုပဲကောင်းကောင်းကိုဆင်ပြန်ထားတယ်ရှိအဲ့လိုတော့အဲ့ဒီအပိုင်းဆိုတော့မှန်ပါတယ်ကျွန်တော်ဆိုလိုချင်တာအဲ့ဒါဥပမာ တတိယတော့အပါရဲ့ကျွန်တော်တို့ဗမာလက်ဝဲဘွဲကြည့်တယ်လို့ပေါ့ဗမာရှုံးကမှရှုံးရောဘတော်မှတော့ငါအရှုံးပေးပြီမပြောဘူးမသိမချင်းကိုထိုးတာဒီကျွန်တော်တို့ဗမာတတိကိုကျွန်တော်စော်ကားတာမဟုတ်ဘူးပါရဲ့ကျွန်တော်ပြောတာဥပမာအသိဉာဏ်ချင်းရှင်းမယ်ဆိုလို့ရှိရင်ထိုင်းစစ်တပ်ကဗမာထိုင်းစစ်သားလေးတစ်ယောက်ကဗမာစစ်သားလေးတစ်ယောက်လို့လုပ်ပါမလားပေါ့ထိုင်းစစ်တပ်ကအရာရှိရလဲ ဗမာစစ်တပ်ကအရာရှိလို့အမိန်ပေးပါမလားပေါ့အတိညာချင်းကိုကျွန်တော်ရှင်ပြောတာပါအမှန်တန်ကောင်းပါလေအဘဘာထိုင်အောင်ပြောလဲဆိုတော့ဒါလည်းအဘလက်တွေ့ပြောတာပါအဘဒီဗမာပြည်ကနေထိုင်မဲ့ကိုအဘဆင်းလာတဲ့ခါကျတော့ပထမအဘခွစ်ကလုတ်ပဲပေါ့ခွစ်ကလုတ်ဆိုတော့ဟိုဘက်တော်ထဲမှာအဲ့မှာတော်ထဲမှာအဘနေတဲ့ခါကျတော့အဲ့တော်ဟိုဘက်မှာတောင်ကုန်းဘက်မှာထိုင်တက်မလို့ပါလိရှိတယ်အဲ့တော့ဒီထိုင်တက်မလို့ရတဲ့အဘကိုဒီတဲတဲကိုလာပြီးတော့အဘကိုကြည့်တော့ခင်ဗျားဘာလို့လဲဆိုတော့အဘလည်း ကိုယ်ကလည်းသူ့ထိုင်းမတက်မတက်လေမတက်တဲ့ခါကျတော့သူ့စကားပြန်ပြောတယ်ပြောတဲ့ခါကျတော့အဲ့ဒါဆရာကြီးခင်ဗျားဒီမှာမနေနဲ့ဒီမှာနေမကောင်းဘူးအသက်ခံရနေပြီဆိုတော့အပါအလူကွန်ပျူတာကောင်းပါလေသူသူ့ပိန်နေဒီလေးတွေသင်္ဘောဒီလေးတွေပေးလိုက်တော့ဝင်းနေတာသူ့ပြန်သွားတယ်ဆိုတော့အဲ့လိုပဲသူ့စိတ်ကကျွန်တော်ပြောတာသူတို့တတ်မတော်ကဟုတ်တယ်ဟိုသင်္นานပေးတာနဲ့ဗမာတတ်မတော်ကသင်္นานနဲ့ กว่าละไม่กว่าอูละอบอเมียนเลยบ่โกโกไดเนาะตินนั้นจ้องเนี่ยยောက်เฉยมายောက်มาบ่อบอเนี่ยบ่เกี่ยวละตะคู่ละสิเดะตูไทม์ไทม์ไทม์ตัดมาเลยอบอไม่ติดเลยโอเคเนาะดาแมอนี้ทายอซาตอกกะซะเออไทม์เนกะอเส้นเมียนมาเลยโอเคประมาณตัดมาเลยก็อเส้นไหนเดี๋ยวอะอบอแหလူနေမှုကလည်းကွာတဲ့ထိုင်းရပါပဲပြောပြောသူကပြည်တွင်းစစ်လည်းမရှိတဲ့အခါကျတော့ကျွန်တော်တို့နိုင်ငံထက်လောလောဆယ်တော့သူကထွန်းကားနေတာပေါ့အဲ့လိုထွန်းကားတဲ့အချိန်မှာထိုင်းစစ်သားတယောက်က ဗမာစစ်သားတယောက်လို့မဲမဲမြင်ရပြစ်မယ်လို့အဘထင်မှထင်လားပါ။อืมမရှိဘူးမတင်မပြစ်ဘူး။ဗဗမာဆိုအဘတို့ဆိုရင်လည်းထိုင်းကိုရောက်လာတာတရားမဝင်ဘောအဘရဲ့။ဟုတ်ပါတယ်ဟုတ်ပါတယ်။အဘတို့ကိုသူတို့ကြိုက်တယ်လို့လုပ်လို့ရတယ်။ဟုတ်တယ်။ဗမာတပ်မတော်မှာဆိုအဘအတွေ့ကြုံရဆိုအဘတို့အမျိုးမျိုးဖြစ်သွားနိုင်တယ်ဟုတ်တယ်ဖြစ်နိုင်တယ်ဒါပေမဲ့ထိုင်းနေကဘာဖြစ်လို့အဘကိုမလုတာလဲဆိုတာပညာကြောင့်လား သူတို့တက်ခွဲမှုတွေကြောင့်လားသူတို့အရာရှိတွေကြောင့်လားအဲ့ဒါကိုအဖနည်းနည်းပြောပြလို့ရမလားသူတို့ time ကဘယ်လိုလဲခေါ်မယ်ဆိုလို့ရှိရင်သူတို့စင်ငယ်စင်ငယ်အုပ်ချုပ်တဲ့အစိပ်ပိုင်းပေါ့အဲ့ဒီအစိပ်ပိုင်းအမိတ်ကိုနာခံတယ်နောက်တစ်ခါသူတို့ရဲဘော်တွေကိုကြည့်ရတာလဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အဘတို့တခြားနိုင်ငံလာတဲ့ဒီသူဒီသားတွေကိုသူတို့ဂျင်နာစိတ်တော့ရှိပါတယ်သူတို့သူတို့ဘာမှပို့ပို့ဆုပ်ပတ်ဆက်မလုပ်ပါဘူးသူတို့ကောင်းကောင်းမွန်မွန်ဆက်ဆံတယ် ကောင်းကောင်းမုံမဲ့သူတို့ပြောတယ်ကောင်းကောင်းမုံမဲ့နေထိုင်ခိုင်းတယ်အခုနာဘာကြီးတော်ရဲမှနေတဲ့ခါကျတော့အဘကဒီမှာတော်ကြီးဖြစ်နေတယ်ခင်ဗျာအဲ့တော့ဒီမာရီကဘလို့လူမျိုးကလက်ပတ်နေတယ်ကျွန်တော်တို့မသိဘူးတော့အဘဒီမှာမနေပါနဲ့ဆိုအဘလည်းအရင်ထွက်လာဒါအဘကံကောင်းတယ်ပြောရမှာပေါ့ကောင်းတဲ့နေရာကိုအဘရောက်တာကိုဆိုးတဲ့နေရာလည်းရှိမှာပေါ့အများတန်းတော့မကောင်းနိုင်ဘူးပေါ့အဘဲဒါအခုဒါထားပေါ့ဒါအဘအတွေ့အကြုံရဗမာပြည်မှာဆိုလဲအဘတို့တွေဒါရှေ့ရနေပြီးတော့ပဲ ်တယ်တမတော်မှာတတ်နိုင်တလောက်ပေါ့ထိန်းခဲ့တဲ့လူတွေပေါ့ဒါပေမဲ့ဥနာမပြောလို့ပေါ့စစ်တပ်မှလည်းထုံကြီးလကောက်ပဲအဲတော့ point ပြသွားတယ်ဆိုတော့ဟိုကရှေ့ကပွင့်ရတော့အကုန်လုံးတိမ်ကြုံပြီးရွာထဲမှာဝင်ပြီးအကုန်မှုရွာလာပွင့်ကကြံမှကြံတဲ့နောက်ကကောင်းစားဆိုလိုတဲ့ပေါ့ဆိုတော့အဲ့တော့ရွာတစ်ခုကအဲ့လိုတိုင်ရင်တင်းဖြတ်သွားပြီးဆိုလို့ရှိရင်ဖို့ဖို့ကြည်လာအကုန်လုံး site ခင်းနေရောဘာတွေရောအကုန်လုံးဟိုငရုတ်ပြန်ဆိုလို့အကုန်လုံးအပင်ရဆအမြင့်ကဆဆွဲနှုတ်ပြီးရွာတယ် အဖတော်အခုဗမာစစ်တပ်ကရွာတွေမီးရှို့တယ်မီးရှို့တယ်ပေါ့ဗျာလွန်ခဲ့တဲ့အနှစ်30 40တုန်းကရောရွာဆိုရင်မီးရှို့တာပဲလားတကယ်လို့တပုံလို့ထင်တဲ့ရွာကိုမီးရှို့လားဗျအဖကတော့မတွေ့ခဲ့ဘူးဒါဆိုအဖဒီအနှစ်20 30အတော်အတွင်းမှာပေါ့ဗမာစစ်တပ်ကတော်တော်ပြောင်းသွားတာပေါ့ဆိုးတဲ့ဘက်ကိုတော်တော်ပြောင်းသွားတာပြောတဲ့သဘောကတော့နောက်ပိုင်းမှာအဖခင်တာတော့ဥတ္တအရေးခင်ပြီးတဲ့အချိန်ပေါ့1984ခုနှစ်နောက်ပိုင်းမှာအမျိုးမျိုး policy နဲ့စစ်တပ်က ဖြစ်လာတယ်သူအုပ်ချုပ်တဲ့အုပ်ချုပ်မှုအပိုင်းကြီးအမျိုးမျိုးဖြစ်တယ်ဆိုတော့အဘလည်းပြင်ရောက်တဲ့ခါကျတော့ရဲဘော်တွေတချို့ပြောတာကြားတာပေါ့တဆက်တစိကလူ၁၁ယောက်မပြည့်လူ၄ယောက်နဲ့လည်းတဆက်တစိလောက်ကိုလုပ်တယ်နော်တခွက်တခွက်ဆိုလူ၃၀နဲ့လောက်တယ်အဘတို့ခေတ်သွားဆိုလို့ရှိရင်လူ၁၁၄ယောက်မှတခွက်တခွက်ဟုတ်တယ်မလားဆိုအဲ့လိုဖွဲ့ဖွဲ့ဖွဲ့စည်းထားတယ်အဲ့တော့ဒီနောက်ပိုင်းခေတ်ကျတော့အဲတောင်ကကိုရစလေးကိုကိုရစငါကိုရစတော့တက်ကဖွဲ့စည်းပုံအကုန်လုံးပြတ်ကုန်ပြီပြောလို့ရှိရင်ဒီ84နောက်ပိုင်းမှာပေါ့ပါတယ် ဗမာတက်မတော်ဆိုတာနာမည်ပဲရှိတော့တာပေါ့ဖွဲ့စည်းပုံလည်းမပြည့်ဘူးအရေးအချင်းလည်းမမီဘူးပေါ့အဲ့လိုဖြစ်ကုန်တာပေါ့ဗတ်တမတမဆိုလို့ရှိရင်အဲ့တော့တိုင်ရင်ဆက်နေရင်ပေါ့တိုင်ရင်ဆက်နေရင်ကအမိခံတယ်အဲ့တော့တိုင်ရင်တင်းရင်မှာဦးကအဘတို့ခေတော့တိုင်ရင်တင်းရင်မှာလူ900ကျော်ရှိတယ်တိုင်ရင်တင်းမှာလူ100လောက်ပဲသူဖွဲ့တာအဘဒါဆိုအဘတို့အတွေ့အကြုံရပြောမယ်ဆိုလို့ရှိရင်စစ်တပ်ကအခုဟိုကျွန်တော်တို့တိုင်ရင်သားညီကိုတွေနဲ့တိုက်ပွဲဖြစ်တာပေါ့အဘလေ တကယ်လို့သာရွာသားတွေကိုမညှဉ်းပန်းမနှိပ်စက်ဖဲနဲ့တိုင်းရင်းသားတွေကိုတိုက်မယ်ဆိုလို့ရှိရင်သူတို့နိုင်နိုင်မလားဗျအဲဘာပြည့်ကြုံတစ်ခုပြောဟုတ်ကဲ့အဲဒီရှမ်းပြည်မြောက်ပိုင်းမြောက်ပိုင်းမှာတော့စစ်စင်ထွက်တယ်ထွက်တဲ့ခါကျတော့အဲဒီနမ်လင်းခန့်ဆိုတဲ့ရွာကိုရွာလေးကိုထွက်တော့အဲ့တော့ဆိုးရွားတဲ့ဘောကအမားတို့လည်းစီယုံရင်ကောင်းပါတယ် ဟုတ်ကဲ့အဲ့တော့ယွာတယွာမှာအိတ်မယ်ဆိုလို့ရှိရင်ဘာလို့တခွဲမှုတွေကကောင်းတယ်လေမင်းတို့ယွာတဲ့အိတ်ရင်အဲ့တော့အိမ်ရှင်ကိုတေးချပြောပါကျွန်တော်တို့ထင်းနေမမတုံးဘူးစံဒီဘာဒီကြက်ဒီဘာဒီကျွန်တော်တို့မခိုးဘူးကျွန်တော်တို့စားခြင်းပတ်စံပေးမယ်နော်အဲ့တော့အဲ့လိုအရာရှိကညွန်ကြားထားတဲ့အခါကျတော့ရဲဘော်ကလည်းအရာရှိပြောတဲ့အမိကိုနာခံတယ်အဲ့တော့အဘလို့ဆိုလိုတဲ့ဘဝကလေယွာသားတွေကဘာလို့ကလေအဲ့တော့ကြောစရာကြောပါလေအဲ့တော့အဘကျွန်တော်တို့ဒီညမှာတညကျွန်တော်တို့အိတ်မယ် အဲ့ဒီမနေ့ကျွန်တော်တို့ပြန်ထွက်ပါမယ်မနေ့ထွက်တဲ့ခါကျရင်အပါလို့ကလည်းမိမိဒီမှာရှိတဲ့စံပိုလေးတွေနိုးစီပိုလေးတွေရှင်သူတို့ပေးလိုက်တယ်ပေးလိုက်တဲ့ခါကျတော့ဒီကချင်ရွာသားတွေပါလေးရတယ်သူတို့အမတန်စိတ်ကောင်းရှိတယ်ဟာခင်ဗျားတို့ဒီတောင်ကျောပေါ်မှာတက်တယ်ဒီဒီတောင်ကျောမှာတက်မယ်ဆိုတော့ရန်သူစောင့်နေတယ်ခင်ဗျားတို့ပြစ်လိုက်မယ်ဆိုအဲ့လိုတရင်နေရတယ်အခုနောက်ပိုင်းကျတော့ဘယ်လိုလဲဆိုတာပါလေမသိဘူးလေနောက်ပိုင်းကျတော့ရဲဘော်တွေကအမျိုးမျိုးကြားနေရတယ်ဟုတ်တယ်မလားအဲ့အဲ့ဒါမျိုးဖြစ်တယ်အဲ့တော့စီယုံမှုမရှိဘူး စီယုံပြပြလာတာပေါ့တမလို့အဲ့တော့စီယုံမှုရှိဖို့အရေးကြီးတယ်စစ်တပ်ဆိုတာအဲ့တော့ဒီနေ့တမလို့မှာဖြစ်ပြနေတဲ့အမျိုးမျိုးပဲ၄ပါးလဲကြားနေတာလေအဲ့တော့စစ်တပ်ထဲမှာအမျိုးမျိုးကစင်ကြီးရဲ့စီယုံမှုမရှိဘူးလှုပ်ချင်တာတွေလှုပ်အဲ့တော့ရဲဘော်တွေလည်းကစင်ကြီးရဲ့စီကမ်းမှမရှိတာအဲ့တော့စစ်တပ်တစ်ခုကစီကမ်းရှိမှစီကမ်းမရှိရင်ဒီတမလို့ကအလကားပဲဘလောက်ပဲဖွဲ့စည်းတာဖွဲ့စည်းတာဒီတမလို့စီးနဲ့ကမ်းနဲ့ဖွဲ့စည်းမှစီကမ်းဆိုတာကောင်းမယ်ကောင်းမှာ ဟုတ်တယ်မလားအဲ့တော့တကယ်အဖအမေးချင်းဒီရှစ်လေးလုံးအရေးခင်းကြီးကလူတွေအကုန်လုံးလို့လို့ပါတယ်ဟုတ်တယ်ဒါပေမဲ့အဖတော့တကယ်ပါခဲ့တဲ့ဟာကိုလူတွေကတချို့တော်တော်များများမသိကြဘူးဟုတ်တယ်ဘလို့ဖြစ်လို့ဆိုင်ရင်ငိန်တိုက်ပွဲဖြစ်ပြီးတော့အဘတို့ဘယ်နှယက်လောက်အထိတိုက်ပွဲဖြစ်လဲအဘတို့လူဘယ်နှယောက်နဲ့ပြည်သူကဘယ်လောက်ထောက်ခံလဲအဲ့ဒါကိုအဘနည်းနည်းပြောပြပေးလို့ရမှာမသိဘူးအဲ့တော့19988ပေါ့အဲ့တော့ဘာပြည့်ရတော့ပေါ့လေအဘကိုယ်ဝင်ပါခဲ့တာဟုတ်ကဲ့အဲ့တော့ဆိုင်ငိန်တိုက်ပွဲဆိုတာဖြစ်ခဲ့တယ် အဲ့တော့1988မှာအမမတော့အဓိကတော့ကျောင်းသားလေးကျောင်းသားလေးတွေဆိုတာလှိုင်တဲ့နောက်တစ်ခါလှိုင်ရအမကလေးအဲ့ဒီကျောင်းသားလေးတွေကစစ်ကလက်ဆဲဟိုမှာရှိနေတဲ့လုံနေနေစီရတနတ်ကိုတော့တောင်းပြီးတော့သူတို့ယူလာတာပေါ့ယူလာတဲ့ခါကျတော့တခါအဘနဲ့အဘနဲ့အိမ်မှာလမ်းထိပ်မှာဘူရောင်လမ်းထိပ်မှာပေါ့အဘနေထိုင်နေတယ်ထိုင်တော့ဆက်ကားသမားပြောက်ကအဘကပြောတယ်ဟာ ဘူးလားရွှေခမရသားတော့ဒီလိုပဲတနက်လူတွေထဲပါနေပြီဆိုတော့အဲ့ဒါနဲ့အဘလည်းစင်တဲ့ထူပူပြီးတော့ထူပူပြီးတော့အဘလိုက်ပါတယ်လိုက်သွားတော့အဲ့ချိန်အဘသာဒါဟုတ်အလဲတန်းကြောင်းသားလားအထက်တန်းကြောင်းသားလားအဘလည်းလည်းပြောအထက်တန်းကြောင်းသားပေါ့ကိုးတန်းဆယ်တန်းပေါ့အဘဟုတ်ကဲ့အဲ့တော့ဒီကောင်ကြီးကအဲ့တော့တနက်လူပြီးအဲ့ထက်မှာလူစုလူဝင်နေကြတာအဲ့ဒါနဲ့အဘလည်းအထဲဝင်သွားဝင်သွားပြီးတော့ဒီကောင်မင်းတို့ဒီတနက်